ဒီလိုယောက်ျားမျိုးဒီခေတ်မှာရှိသေးရဲ့လား ူကအဲ့ရနိုးတော့မနေ့ကကအစည်းတန်းနဲ့ဆုံးသွားတဲ့သူ့ကောင်မလေးကဘေးမှာအိတ်နေတာကိုတွေ့လိုက်ရတယ်။သူလည်းရက်လန့်ပြီးမယုံနိုင်ဘူးဖြစ်နေရဲ့။ကောင်မလေးကသူ့ကိုဖတ်လိုက်ပြီးအိတ်မဆိုးတွေမဲ့နေတာဖြစ်မယ်လို့ပြောတယ်။သူလည်းဘလို့မှမယုံနိုင်သေးဘူး။ဒါပေမဲ့ကိစ္စတွေကတကယ်ကြီးဖြစ်နေရဲ့။သူပြောရတဲ့စကားတွေအပြုအမူတွေကမနေ့ကအတိုင်းကွက်တိဖြစ်နေတယ်။သူလည်းမနေ့ကဝတ်ခဲ့တဲ့အဝတ်စားတွေပဲဝတ်မိနေတယ်။ချက်ချင်းအဝတ်စားအစ်စ်လည်းဝတ်လိုက်တယ်။သူတို့နှစ်ယောက်ကလည်းရှောင်းနေတော့မနေ့ကလိုပဲဆိုင်ကတစည်းလာနေတာတွေ့လိုက်တယ်။မနေ့ကအတိုင်းဆိုကိုလာကသူ့ကောင်မလေးအင်ဂျီကိုဆိုတော့မယ်။ဒါကြောင့်ကောင်မလေးကိုဆွဲလိုက်လိုက်ပေမဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့အင်ဂျီကကိုလာဆိုသွားသေးတယ်။သူလည်းရက်လက်နေပြီ မနေ့ကအတိုင်းအစင်လိုက်ကိုဖြစ်နေခဲ့တယ်။ကောင်မလေးကညာကအိမ်မက်ထဲမှာပါရဖြစ်ခဲ့တယ်လဲမေးတယ်။သူလည်းအမှန်ကိုမပြောနိုင်ခဲ့ဘူး။အိမ်မက်ထဲမှာနိုင်ပြက်သွားတယ်လို့ပဲပြောခဲ့တယ်။သူ့ကိုစိတ်ညင်သွားအောင်သူနဲ့အတူအလုပ်လိုက်ခဲ့ဖို့ပြောတယ်။သူလည်းနိုင်ကိုကြည့်လိုက်တော့နိုင်ကကောင်းနေတာတွေ့လို့စိတ်အေးသွားတယ်။အလုပ်ပြီးတော့တငယ်ချင်းတွေစီကိုသွားတယ်။မနေ့ကလိုပဲတငယ်ချင်းတယောက်ကကောင်မလေးတယောက်ကိုလိုက်စနေတယ်။မနေ့ကသူကင်ခဲ့တဲ့ဘီလီယာဘောလုံးကလည်းလက်ထဲရောက်နေတယ်။ ူလက်ကောက်မလေးကိုစိတ်ပူလာလို့တက္ကစီခါပြီးအမြန်လိုက်ရှာတယ်။တက္ကစီဒရိုင်ဘာကလည်းမနေ့ကလူပဲဖြစ်နေရဲ့။သူလည်းဒီလိုဖြစ်နေတာကိုဘလို့ရက်တက်ရမလဲလို့မေးလိုက်တယ်။ဒရိုင်ဘာကအရှိတရားကိုလက်ခံမှာသူ့မကိုပဲကောင်းကောင်းကယူဆိုင်ပေးပါလို့ပြောတယ်။ကားခပေးတော့မနေ့ကပေးပြီလို့ပြောပြီးမင်းအတွက်အချိန်တိတ်မကြံတော့ဘူးလို့ပြောလိုက်တယ်။သူလက်ကောက်မလေးကိုပြန်တွေးတော့ဒီမျိုးကနေအမြန်ထွက်ရမယ်လို့ပြောလိုက်တယ်။ သူတို့လည်းကားလည်းမဖြတ်ပြီးသူတို့ဇာတိမျိုးကိုရောက်လာခဲ့တယ်။တောင်ပေါ်ကိုတက်လာတော့ရုတ်တရက်မိုးရွာလာလို့အင်ငယ်လေးတစ်လုံးစီကိုပြုံးဝင်သွားခဲ့တယ်။မိဖို့မှမိမွေးနေတော့သူ့လက်ကမိဖို့ကိုထိမိသွားတယ်။သူ့လက်ကိုဖြည်းဖြည်းချင်းလန်ကြည့်လိုက်တော့နိုင်ကပြက်နေပြီ။မနေ့ကအတိုင်းပဲဖြစ်နေပြီ။ဘလို့မှရှောင်တော့မရတော့ဘူးဆိုတာသိသွားခဲ့တယ်။သူ့လက်ကောင်မလေးကိုမေးလိုက်တယ် မင်းမအချိန်တရက်ပဲကျန်တော့ရင်ဘာလုပ်ချင်လဲလို့မေးခဲ့တယ်။ရှင်နဲ့တူတူရှိနေရရင်ကျင်နေပါပြီလို့ပြောလိုက်တယ်။သူတို့လည်းအိမ်ပြန်ရောက်တော့ကောင်မလေးကဖြိုပြပွဲအတွက်ပြင်ဆင်နေတယ်။သူမကတေချာမတီးနိုင်မှကိုစိတ်ပူနေတယ်။သူ့အတွက်ကောင်မလေးပေးထားတဲ့သချင်းကိုယူပြီးမိတူတွေအများကြီးကူးလိုက်တယ်။ဖြိုပြပွဲကိုကောင်မလေးထက်အရင်သွားပြီးအဲ့ဒီသချင်းကိုတီးဝိုင်းစီသွားပေးထားတယ်။သူရေးထားတဲ့သချင်းကိုမြင်လိုက်ရတော့အံ့ဩသွားတယ်။သူကစင်ပေါ်ကိုတက်သွားပြီးသူနဲ့အတူသချင်းဆိုဖို့ဖိတ်ခေါ်လိုက်တယ်။ဖြိုပြပွဲပြီးတော့လမ်းမပေါ်မှာကောင်းကားပို့ဆောင်နေတယ်။ သူကသူပြောချင်တဲ့စကားတွေကိုအကုန်လုံးသူမကိုပြောခဲ့တယ်။ကိုကိုချစ်တဲ့အောင်တင်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်။သူမကအိမ်ပြန်ဖို့ကားထဲကိုဝင်သွားတယ်။သူလည်းနောက်ကလိုက်ဝင်သွားတယ်။မနေ့ကအချိန်မှာပဲကားတစ်စီးကသူ့တို့ကားကိုဝင်တိုက်လိုက်တယ်။သူလည်းကောင်မလေးကိုတင်းတင်းဖက်ပြီးကာကွယ်ထားလိုက်တယ်။ခွဲခွာခြင်းကတော့အတူတူပါပဲ။ဒါပေမဲ့ဒီတစ်ချိန်မှာထွက်ခွာသွားခဲ့တာကတော့သူကိုယ်တိုင်ဖြစ်နေခဲ့တယ်။